American သမ္မတ Donald Trump ဟာသူ့ရဲ့89နှစ်မြောက်မွေးနေ့နဲ့ American စစ်တပ်ရဲ့250ပြည့်အထိမ်းအမှတ်ကိုခန်းနာစွာရောက်ထွေးခြင်းမဖို့နှစ်ကာလကြာမြင့်စွာစိတ်ကူးခဲ့ပါတယ်။လက်တွေ့မှာတော့ဆေးပြခန်းနာကြီးဟာစိတ်ပြေဖွယ်ရာနေ့တစ်နေ့အဖြစ်နေတာအဆုံးသတ်ခဲ့ရတယ်လို့နိုင်ငံတကာသတင်းဌာနတွေမှဖော်ပြထားပါတယ်။ဇွန်လ14ရက်နေ့ဟာ American စစ်တပ်ရဲ့နှစ်ပတ်လည်နေ့ဖြစ်တယ်လို့ Donald Trump ရဲ့မွေးနေ့လည်းဖြစ်ပါတယ်။အဲ့ဒီနေ့အတွက်သမ္မတ Trump ဟာ သူ့ရဲ့သမရပထမသက်တမ်းတော့ကပယ်ရီမြို့မှာမြင်တွေ့ခဲ့ရဘူးတဲ့ပြင်သစ်အမျိုးသားနဲ့စီရေးပြပွဲလို့ခနာထဲဝါရဲစီရေးပြအခမ်းအနားကြီးကျင်းပဖို့နှစ်ကာလကြာမြင့်စွာအိမ်မက်မှတ်ခဲ့သူပါအမေရိကန်ဒေါ်လာသန်း40ကနေ45တန်းအထိအကုန်ကျခံထားတဲ့အရိခန်းနာဟာညှော်မှန်းထားသလောက်မအောင်မြင်ခဲ့ပါဘူးခံနာမှုမရှိခဲ့ပဲစီမံခံွယ်မှုညံ့မြင့်ခဲ့ကြောင်းအရိပွဲကိုတက်ရောက်သူများကပြောဆိုခဲ့ပါတယ် အနေနဲ့အရင်ကလာရောက်အားပေးတဲ့ထရန်ထောက်ခံသူအချို့ပင်စိတ်ပြေစကားဆိုခဲ့ကြပါတယ်။ဘွယ်ကင်အတွင်းမှာအမိုက်ပုံးတွေကပြေရှံနေပြီးစားတော့ဆိုင်တွေမှာလည်းလူ၄၀ကျော်50အထိလူတန်းရှည်ကြီးနဲ့တန်းစီစောင့်ဆိုင်ခဲ့ရတယ်လို့ဆိုပါတယ်။ဒါအပြင်ဝင်းမောက်ထပ်ပေါက်တွေကိုအမတ်သားတွေနဲ့တေးချောင်းစနစ်တကျမပြတ်ထားတဲ့အတွက်ပွဲလာသူတွေမှာနေရာရှာဖို့နဲ့ပြန်လည်ထွက်ခွာဖို့အခက်အခဲဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။